တော်လည်းဒီနေ့ပြီးသွားပြီဆိုရင်ပထမဆုံးညီလေးစိတ်ကူးထားတဲ့အလုပ်ကဘာဖြစ်မလဲအမေနဲ့ဘယ်ရကြားထဲမှာကျွန်တော်တော့ပြန်အိတ်ချင်းဟုတ်ကျွန်တော်ဖတ်မရတော်တော်ကြာပြီဟောကျွန်တော်တို့အတွက်ဒီတန်မိုးရှိတဲ့ရဲဘော်ပေါ့လေအာရဲဘော်ဒီရဲဘော်ရင်ငုတ်အပောင်ဝင်ကျွန်တော်တို့တရားလက်နက်ကြီးတာဝန်ခံဖြစ်တဲ့ရဲဘော်ငထက်အဲ့ဒီလင်းကြတဲ့တလုံးပါနဲ့ဒါရဲဘော်နှစ်ဦးလုံးကျွန်တော်တို့အတက်ပေးခဲ့လိုက်ရတယ်ပေါ့อืม လာပါဒီတစ်ခေါက်မှာကျွန်တော်အာတော်လိုင်းတက်ဖွဲ့ဝင်တယောက်နဲ့မိတ်ဆက်ပေးခြင်းနဲ့ပေါ့နော်အဲ့ဒါကတောင်ချိုတက်ရင်ကဒါဒုတက်ရင်မှုတာဝန်တက်ဆောင်နေတဲ့ညီလေးတယောက်ဖြစ်တယ်ညီညီလေးနဲ့ကျွန်တော်နေတော့ဒါခင်မင်တာကြာပြီပေါ့နော်ကြာပြီအခုဒါဒီတက်ရင်ကတောင်ချိုတက်ရင်ကဒါခမ9ခု8နောက်တန်းဌာနချုပ်ကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တဲ့ချိန်မှာလည်းပါဝင်ခဲ့တဲ့ဒါတက်ရင်တင်းရင်ဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့တက်ရင်ရဲ့အတွေ့အကြုံတွေအာမမတင်တင်ဖြစ်နေတဲ့အဖြစ်အပျက်တွေရဲ့အကြောင်းကိုပြန်ပြီးတော့ပြောပြဖို့အတွက်သူ့ကိုကျွန်တော်ဆက်သွယ်ထားပါတယ်ဗျ။ မင်္ဂလာပါညီလေးဟုတ်ကဲ့ကိုကြီးမင်္ဂလာပါအဲညီလေးဒါရင်းနှီးတာတော့ကြာပြီပေါ့နော်အဲ့တော့အခုတော့အင်တာဗျူးခွင့်ရပြီရေလို့ရှိမှအစတော့တော့တိုက်ပွဲဝင်နေရရေးဘာတွေအကြောင်းလို့ပြီးရင်သွားလာနေရရေးအကြောင်းလို့ဒါမှအားမလက်ဘူးပေါ့နော်အခုတော့အင်တာဗျူးခွင့်ရတယ်အဲ့အတွက်လည်းကျေးဇူးတင်တယ်ပေါ့နော်ရင်းတော့ညီလေးဒါမိတ်ဆက်ပေးပို့ပို့အရင်မိတ်ဆက်ပေးပေါ့အော်ဟုတ်ကဲ့ကျွန်တော်နာမည်04ပါလက်ရှိတောင်ညိုတက်ရင်းမှာတော့ကျွန်တော်ဒူရင်မှုတာဝန်နဲ့တာဝန်ထမ်းဆောင်နေပါအဲ တောင်ချိုတရင်တောင်ချိုတရင်အခုကမ်ပိန်းလေးလည်းလုပ်နေရလဲတွေ့တယ်ပေါ့နော်အဲပထမဆုံးဒါညီလေးအနေနဲ့ပေါ့နော်ဒီလက်နက်ကိုင်ဒေါ်လာရေးဒါစစ်ကောင်စီကိုပြန်တိုက်မယ်ဆိုတော့လက်နက်ကိုင်ဒေါ်လာရေးမှာပါဝင်ဖို့အတွက်ဆုံးဖြတ်ခဲ့တဲ့ဟာပေါ့နော်အပြင်ဘလိုပုံစံမျိုးနဲ့ပါဝင်ပြစ်ခဲ့သလဲဆိုတဲ့ဟာလေးကိုလည်းပြောပြစေချင်တယ်ဟုတ်အာဒီတော်လိုင်းရင်းနဲ့ပါဝင်ဖြစ်တာတော့ဒီ ဒါစစ်ကောင်စီရဲ့မန္တရားတစ်ဖြစ်အာဏာသိမ်းနေပေါ့လေဒါကတော့လူတိုင်းအကုန်လုံးနှိပါတည်ပြီးသားအရာတစ်ခုပဲဒါလည်းရှေ့ရှေ့ဝေးတော့ပြောစရာမလိုဘူးဒါပေမဲ့အဲ့ဒီဒီကျွန်တော်တို့တွေကတရားမျှတတော့နီလန်းဖြစ်ဆန္ဒပြတယ်အဲ့လိုအချိန်မှာစစ်ကောင်စီရဲ့မန္တရားတစ်ဖြစ်ဖြိုခွင်းတယ်တက်ဖြတ်တယ်နောက်ပြီးတော့ဖမ်းဆီးရိုက်နှက်တာတွေပါလေရှိတယ်အဲ့တော့အဲ့ဒီပေါ်တွေမှာကိုယ့်ရဲ့စိတ်ခံစားချက်အရဆိုကျွန်တော်တို့ကဘယ်လိုပြောလိုက်မလဲဟောဒီလူတွေကိုရိုက်လိုက်ပြီဒီလူတွေကိုတက်လိုက်ပြီဆိုပြီးတော့ခံစားချက်လေးဒီခဏလေးပဲဖြစ်သွားတာဖြစ်သွားတာဆိုတော့ကောက်ရိုးမီလို့မဖြစ်ချင်ဘူးမဖြစ်ချင်တော့ ဘာဖြစ်လဲဆိုတော့ကိုကုတ်ကိုစိန်ခေါ်တယ်ငါဒီတော်လိုင်းရင်းတဲ့ဝင်မယ်ပြည့်စုံနေတဲ့တက်သေးဝင်လာတဲ့ငါမပြည့်စုံတဲ့နေရာနေပြီးတော့0ကနေစမယ်0ကနေစပြီးငါတို့ဒီတော်လိုင်းရင်းတက်ကြီးဒီ0ကနေတက်ဖြစ်လာလို့ရှင်ဒါဒီအဖတ်တင်တာပဲငါအဲ့တော့ဒီတဲ့ဝင်မယ်ဝင်ပြီးလို့ရှင်ငါဒီတော်လိုင်းရင်းကိုရအောင်လုပ်မယ်နောက်ပြီးတော့ဒီလိုမတရားတဖြစ်အာနာတင်းတာကိုလည်းမကြိုက်တယ်လို့ဒီပြည်သူတွေကိုညှင်းမနှိပ်စက်တာကိုလည်းမကြိုက်ဘူးအဲ့တော့ငါကိုယ်တိုင်ဒီတော်လိုင်းနဲ့ဝင်မယ်0ကနေ hero ဖြစ်တယ်ဆိုတဲ့နေရာငါတို့အောင်မြင်တဲ့နေပဲပေါ့အဲ့ဒီဆုံးမချက်လေးတစ်ခုနဲ့ပါ ဟောမိုက်တယ်ပါအဲကိုကိုစိန်ခေါ်တာပေါ့လေအဲကိုကိုကစိန်ခေါ်ဖြစ်တာမိုက်တယ်လောကကောက်ရုံးမီးမဖြစ်ချင်ဘူးပေါ့နော်အဲပြီးတော့စိတ်ဝင်စားတာခုနဟာလေးနဲ့လည်းကြိုက်နေတယ်ညီလေးခုပြောတဲ့ဟာလည်းတူနေတယ်ဆိုတော့ဒီ04ဆိုတဲ့နာမည်ကိုဘာကြောင့်ပေးဖြစ်တာအာ04ဆိုတဲ့နာမည်ကတော့အရင်တော့ကားဗလာမောင်ပြိုင်နေပေါ့လေကားဗလာမောင်ပြိုင်နေတဲ့အချိန်မှာကျွန်တော်ကားနံပါတ်ရအဲ့ဒီကားနံပါတ်လည်း04ပဲနောက်တစ်ခုဒီကျွန်တော်တော်လိုင်းကြီးကာလာတဲ့ကိုရောက်တယ်ဒီ2021 6လပိုင်း ော့6လပိုင်းတရက်နေ့လောက်ဖြစ်မယ်အဲ့ရက်လောက်ကျွန်တော်ရောက်တယ်ရောက်တဲ့ချိန်မှာကျွန်တော်တို့ဒီတင်နန်းသားတွေဆိုတော့နံပါတ်တွေမခေါ်ကြတော့ကတ္တနံပါတ်တွေပေးရကတ္တနံပါတ်တွေပေးတဲ့ချိန်မှာလည်းတို့က01 02 03 04ဆိုတော့ကျွန်တော်အဲ့ဒီနံပါတ်လေးကိုပဲပြန်ဆွဲနေရောဆွဲနေရောသူများတွေကအဲ့ဒီနံပါတ်လေးယူရောအေးယူမှာဆိုတော့04ဆိုတဲ့နံပါတ်ယူလိုက်ဒီကတ္တနံပါတ်တွေပေးပြီးရအောင်ပါမှာကျွန်တော်နံပါတ်ကိုဘယ်သူမှနံပါတ်ရင်းနေမခေါ်ကြတော့ နံပါတ်ရင်းမခေါ်ကြဘဲနဲ့04ပဲတခုရှိလို့ရှင်44လေးရေလောက်အဲအဲ့လိုပုံစံမျိုးတွေနဲ့စနောက်ရင်းနဲ့နောက်ပိုင်း04ပဲဖြစ်တယ်အဲအဲ့ဒါတော့ဝိုက်တယ်ပမာရဖြစ်သွားပါဘောနော်ခုဒီဒါအဲ့နံပါတ်ကိုသုံးဖွဲနေတာပေါ့လေအဲ့တော့ခုတော့ဒုတိယမူတယောက်ပါဖြစ်နေပြီဆိုတော့မိုက်တယ်ပေါ့နော်တကယ်လေသာကိုယူရတယ်ပြီးတော့လက်လောလောလောလက်လက်ညီတို့တောင်ကျိုတက်ရင်ဆိုတော့ညီတို့အောင်မြင်ထားတဲ့အောင်မြင်မှုတွေကြောင်းပြောပါပြောစေချင်တာပေါ့ညှောက်ဝေပေးပါဦး အာတောင်ကျုံတရင်နေတဲ့ဒီခမရ9ကိုရှိစကန်တိုင်းတိုက်ပွဲမှာဆိုလိုချင်တာကျွန်တော်တို့ရဲတောင်ကျုံတရင်နေတဲ့ဆိုစကန်တိုင်းတိုက်ပွဲဆိုရင်ဒါမေဗရီစကန်တိုင်းတိုက်ပွဲရှိမယ်နောက်တစ်ခုကျွန်တော်တို့ထင်းရှူပေါ့လေထင်းရှူတစ်ခုရှိမယ်နောက်တစ်ခုကထင်းရှူအနင်းရဲစကန်ပေါ့အဲ့ဒါတစ်ခုရှိမယ်နောက်တစ်ခုဒါလက်ရှိဆိုလိုချင်ခမရ9ကိုရှိစကန်တိုင်းတိုက်ပွဲပေါ့အဲစကန်တိုင်းတိုက်ပွဲအနေနဲ့ဆိုလိုချင်တောင်ကျုံအနေနဲ့ဒါထဲထဲဝင်ဝင်ပအဝင်ပူးတာဒီကျွန်တော်3-4ပွဲလောက်ပဲရှိသေးတယ်ပေါ့လေအာလက်ရှိဒီဒါကျွန်တော်တို့ဝင်လာဒီတောင်ကျုံအနေနဲ့ ဒါစတုထအချိန်လို့ပြန်ပြောလို့ရတယ်ပြောလို့ရတဲ့အချိန်မှာလည်းပြန်ပြီးဝင်လာသည်ဒါရဲဘော်အတစ်တွေကြီးပဲရဲဘော်အတစ်တွေရာပဲဒီစကန်သိန်းတိုက်ပွဲမှာပါဝင်ခဲ့တာအရဲဘော်ဟောင်းနေလည်းပါတယ်ဒါပေမဲ့ရဲဘော်ဟောင်းပါဝင်မှုကလည်းနည်းတယ်ရဲဘော်တစ်တွေကိုလက်တွဲခေါ်ပြီးတော့ကျွန်တော်တို့ရဲဘော်ဟောင်းနေလည်းပဲရှေ့ဆက်ပြီးတော့တိုက်ပွဲဝင်ခဲ့တဲ့ပွဲဒီမှာကဗာဒီအတွေ့အကြုံရလဲဆိုလို့ချင်းစီလုံးညင်ညင်မှုပေါ့လေစီလုံးညင်ညင်မှုဆိုတာဗာလဲဆိုတော့အပတ်ပတ်ကကျွန်တော် PDF ရဲဘော်တွေရောပကပရဲဘော်တွေရောအခုဒါကျွန်တော်တို့ဘေးမှာဝင်းရံပေးတဲ့ အေးကိုမဟာမိတ်တတရားကကျွန်တော်တို့အများကြီးစပို့ပေးတယ်လို့ကျွန်တော်တို့ဒီပကပရဲဘော်တွေ PDF ရဲဘော်တွေနဲ့အလုပ်လုပ်ရတဲ့အချိန်မှာလည်းကျွန်တော်တို့ဒါတွယ်လက်ညီညီနဲ့နှုတ်ဆောင်နိုင်ခဲ့တဲ့ပွဲလို့ပဲဆိုရမှာပဲ။အော်အထူးကိအကြဆုံးနေရှိတာတော့မှန်တယ်။ဟုတ်ပေမဲ့ပထမအဦးဆုံးအတွေ့အတွေ့အကြုံမှာတော့ဒါကျွန်တော်တို့အနေနဲ့ဟိုအတိုင်းမသိတဲ့အတွေ့အကြုံတစ်ခုတော့ရလိုက်တယ်ပေါ့။အော်ပြီးရင်ပြည်သူကလည်းချစ်ဖို့ကောင်းတယ်နော်။သမီးအားစချက်စားစရာမလိုဘူးဟုတ်လားပြည်သူကလည်း အာဂျီတူကတူတူပို့ပေးတယ်ပို့ပေးတယ်ဆိုတော့ကျွန်တော်လည်းအဲ့ဒီချိန်ရပါလုပ်လဲဆိုတော့ဒီတိုက်ပွဲဥဆောင်ပြီးပေါင်ခဲ့တာတရင်မှုကိုဒါတချို့တိုက်ပွဲတွေ့ကြုံပါ냐ဆိုတာရဲဘော်တွေပြောပြလို့ပဲသိရအာဂျီတူကထမင်းလုပ်တွေဘာတွေပို့ပေးတယ်ဒီတိုက်ပွဲမဆခင်ကျွန်တော်တော့အမဟိုသိပါတယ်ကိုကြီးကျွန်တော်အကောင့်မှာတင်ထားတယ်လေကျွန်တော်ကစုံဦးတွေဘာတွေရေတံဘုံတွေဘာတွေလိုက်ပို့တယ်တမင်းတုတ်တွေရေခဲချောင်းတွေအဲ့လိုဘာတွေလိုက်ပို့ရအစီအအဖွဲ့တွေနဲ့ဆိုတော်တော်များများသိတယ်ကျွန်တော်ကျွန်တော်တွေ့တဲ့ချိန်ညာတူတို့ဘယ်လိုပြောလဲဆိုတော့ ညောင်လည်းမင်းဘာသာဝင်ကြီးလားကျွန်တော်ဒူရင်မှုလေညောင်မင်းဒူရင်မှုအဲ့လိုလောက်တာအားလို့မသိဘူးရားလို့ကျွန်တော်အဲ့လိုလောက်တာပြောတယ်မမရရအမလေးဆိုင်ကံပြောဒီမှာထိတော်ထိလာသေးတယ်ဒူရင်မှုထမင်းတို့လိုက်မှုရတာပြောနေရပြောမပြောလဲလဲနှလုံးနဲ့ဟလာအာလဲနှလုံးနဲ့အဲ့ဒါထောက်မှုပါပါတယ်ထောက်မှုပါပါတယ်ဟုတ်လားဟိုနေရာတွေးလိုက်တယ်အဲပြောပါလေ ဒီခမ5 6ရှစ်ဆိုရင်ဒါဘိုကင်းနေတဲ့အထိယူတော့ဒါကတို့ဗီဒီယိုတွေထွက်လာတဲ့အချိန်မှာလေလက်နဲ့တွေဆွဲထုတ်ဟဲ့လားဆက်သွေးပြောင်းနေရနေပြီးတော့လက်တွေဆွဲထုတ်ပါထုတ်ပါတကယ်ကြီးကိုစော်ကြတာပဲပေါ့နော်အဲအကြောင်းလို့ဟာတို့တည်းတက်ဖွဲ့တွေကအဲ့လောက်ထိဆွမ်းဆောင်ရင်မြင့်သွားပြီဆိုတော့ဟာမျိုးကြီးချိန်ပြီးတော့လေအားရတာတည်းပြီးရင်ညိုတောင်ကျွားနေပြီးတော့ထုတ်ထားတဲ့ဗီဒီယိုတခုရှိရလေအဲ့ထဲမှာဆိုကိုစိတ်မကောင်းဘူးကွာအဲအဲ့ဖြစ်စင်လည်းမေးချင်တာပေါ့နော်ဒါကြတဲ့အချိန်မှာအကြီးကြလားလင်းဘုံကြီးကြလားမသိဘူးလုံးဝကွာကင်မရာရှေ့မှာမြင်နေရတယ် ကျင်းစုံကြပြရတဲ့အာထိထိွားတဲ့တန်လေးဒါရဲဘော်တွေ ਔ ရတဲ့အဲအဲ့အဲ့ဖြစ်စင်အောင်ဘယ်လိုဘယ်လိုမျိုးဟိုပါဖြစ်သွားတာဟုတ်ဟွာပဝင်ခဲ့တဲ့ရဲဘော်တွေပြောပုံရဆိုလို့ရှင်တော့ဒါလင်းကြတာဗောလေလင်းပေါင်300တော့ကြာလို့ပဲသိရတယ်ဗောကျွန်တော်ကဗီဒီယိုကနေပြီးတော့တစ်ဆင့်ပြန်ပြီးတော့ပဲဒါဟိုဟိုဆုံးဖြတ်နိုင်ခဲ့တာဗောတိတိကျကျလဲပြန်ပြီးလဲကြည့်ပြခဲ့တာဟုတ် အဲ့ဒီအချိန်မှာလည်းကျွန်တော်တို့ဒီတောင်ကျူတညင်ရရေဘော်တွေအပါအဝင်တချို့ဒါရေဘော်တွေထိတာလည်းရှိတယ်။တောင်ကျူတညင်ရရေဘော်ဆိုလို့ကျွန်တော်တို့ရေဘော်ရေမုံနဲ့ရေဘော်ငထက်တို့အဲ့ဒီနေရာမှာပဲကျွန်တော်ပွဲချင်းပြီးကြဆုံးသွားခဲ့တာပေါ့။อืมအေးအေးဟာဒါကိုကလည်းအမှတ်တရဖြစ်နေညီလေးနဲ့တော့မေးဖြစ်ပါသေးရဲ့ဒီဒီရေဘော်ရေမုံအကြောင်းပေါ့နော်။အဲရေဘော်ရေမုံနဲ့ရေဘော်ဟိုဟာနဲ့အကြောင်းညီလေးသူတို့နဲ့ပတ်သက်လို့လည်းနည်းနည်းလေးပြောပြဆေးရှင်းတယ်ပေါ့နော်။အဲပြီးတော့ညီလေးပြောရဲ့ဟာလေးပေါ့နော်။ဟိုမေးတဲ့အချိန်မှာလေး အညီလေးကိုသူပါပြောသွားတယ်ဆိုတဲ့ဟာလေးအဲ့ဒါလေးလည်းဒါဒီသူတွေလည်းသိစေချင်တယ်ဗောနော်ပြီးတော့ဒါဘုံပြူးထိုက်တဲ့သူရဲကောင်းနေဆိုတဲ့အကြောင်းကိုလည်းသိစေချင်လို့ဟုတ်အာရဲဘုံငါထက်နေကြတော့ကျွန်တော်နေရဒီအပတ်စဉ်တစ်ဗောလေးကျွန်တော်တင်တန်းမှုလုပ်တယ်တင်တန်းမှုလုပ်တဲ့အပတ်စဉ်မှာဒီရဲဘုံနေရစပြီးတွေ့ခဲ့ရရဲဘုံရင်ငုံကြတော့ဒီကောင်တော်လိုင်းကြီးတဲ့စဝင်လာတယ်ကျွန်တော်တက်စုမှာပဲအဲ့တော့ကလည်းကျွန်တော်လည်းရဲဘုံတာဝန်ပဲတာဝန်ထမ်းဆောင်နေကျွန်တော်အဲ့ဒီတက်စုမှု တက်စုမှုကနေတက်တယ်တက်ပြီးတော့ကျွန်တော်တက်ခွဲမှတောင်းဝန်ထမ်းဆောင်တယ်တက်ခွဲကနေပြီးတော့ကျွန်တော်တက်ရင်းကိုရောက်သွားတဲ့အချိန်ဒီဒီကလေးနဲ့ကလုံးဝအဆက်တွေမပြတ်ခဲ့ဘူးပေါ့အဆက်တွေမပြတ်ခဲ့ဘူးဆိုတော့ဒီကောင်ကဘာဖြစ်လဲဆိုတော့လူငယ်ကျွန်တော်လည်းလူငယ်ပါပဲဒီကောင်လည်းလူငယ်ပဲဒီကောင်ကတခုဒေါ်ရထွက်တယ်ပြောစရာရှိတာဘာညာဆိုလို့ချင်းဒီကောင်ဒေဖြိုးတက်တဲ့ကောင်မျိုးအဲ့တော့သူတော်လိုင်းလေးကထွက်မယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလို့ချင်းကျွန်တော်လာပြီးအမြဲတမ်းရင်လာဖွင့်ကျွန်တော်ဆူလိုက်ပြီဆိုဒီကောင်ငြိမ်သွားပြီအဲ့လိုကောင်မျိုး အဲ့တော့ရင်းနေနေရှိခဲ့တယ်ဒီကလေးနဲ့ရင်းနေနေဆက်ဆံရတခုရှိခဲ့တယ်နောက်ပိုင်းမှာဒီကောင်လေးကကျွန်တော်ဒါစနိုက်ပါပေါ့လေတောင်ကျိုးစနိုက်ပါအဖွဲ့ထဲမှာရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာလည်းဒီရဲဘော်ကတော်တော်ကြီးကိုအားကိုးရတယ်ဗျဒီခမရ9ခုရှိစကန်တိန်တိုက်ပွဲတွေမစခင်ကတည်းကကျွန်တော်တို့တစ်ချက်တစ်ကောင်လုံးနဲ့ပြစ်လာတဲ့ကောင်ပဲတစ်ချက်မှမလွဲဘူးကျွန်တော်တို့တောင်ကျိုးတရင်တွေအမှတ်20ခုကယန်လန်လေတရင်ပေါ့လေကယန်လန်လေအမှတ်20ခုတရင်ရနေပြီးတော့ကျွန်တော်ဒီဘက်ဘကူဘက်ကိုပြောင်းလာတဲ့အချိန် ဗောအဲ12လပိုင်းလောက်ဖြစ်မယ်ကျွန်တော်12လပိုင်းလောက်ဒီဘက်ကိုရောက်တယ်ရောက်ပြီးတဲ့အချိန်မှာဒီကောင်စနိုက်ပါတက်လက်နဲ့လိုက်ပစ်နေပြီဟုတ်လိုက်ပစ်နေတာတစ်ချက်ကိုတကုံရတယ်ကျွန်တော်အဲ့ဒီအချိန်မှာတော့ဒီကောင်လေးကိုစုပေးပွဲတွေဘာတွေတောင်လှုပ်ပေးလိုက်တယ်အောင်ပွဲတွေဘာတွေဗောလေရဲဘော်စုချင်းမင်းနဲ့ဟာတွေဘာတွေလှုပ်ပေးတယ်အဲ့ဒီကလေးကဘာဖြစ်လဲဆိုတော့ဒီခမရ၅ခု၈စကန်နဲ့တိုက်ပွဲမှာလေဒီကောင်လေးကစနိုက်ပါပစ်ခတ်စင်းနဲ့မပါဝင်ခဲ့တာပဲပါဝင်ခဲ့တော့ဘာဖြစ်လဲဆိုတော့ဒီကောင်အဲ့ဒီတိုက်ပွဲမသွားခင် တိုက်ပွဲရမနှက်ဖန်ပေါ့လေမနှက်ဖန်ရှေ့ရက်နေစမယ်ဆိုခုနှစ်ရက်နေနေလေလောက်မှာကျွန်တော်နဲ့ဒီလမ်းဆိုင်တဆိုင်မှာစုံနေပေါ့ဆိုင်တဆိုင်မှာစုံနေချိန်မှာဒီကောင်ကဘာထပြောလဲဆိုတော့အကိုတဲ့ကျွန်တော်အလုံးလောက်အောင်မယ်တဲ့အဲ့တော့တဲ့အဲ့ဒီအလုံးမှာတဲ့ကျွန်တော်ပြားတဲ့ဟိုတခုဖြစ်သွားခဲ့လို့ရှင်တဲ့အကိုပဲအမိစာပြန်ပြီးတဲ့ဟွဖြောက်လို့မင်းပါစကားပြောတာနေလို့မင်းအဲ့လိုမပြောနိုင်ဘူးလေတဲ့အာကျွန်တော်ဆဲဆိုလို့ပေါ့အာမဟုတ်တဲ့အကိုတဲ့ကျွန်တော်စလာစလာပဲနောက်တာပဲတဲ့ ဲ့ဒီချိန်မှာကိုယ်စိတ်တဲ့တော့တခုထက်သွားထက်ပြီးတော့နောက်နေ့အာ၈ရက်နေ့ပေါ့လေကျွန်တော်၈ရက်နေ့စကန်နေ့တိုက်ပွဲရောက်လေရောက်ဒီကလေးကဘာဆက်ပြလဲဆိုတော့သူ့ရဲ့စနိုက်ပါတာဝန်ဒီကျွန်တော်တို့တာဝန်ယူရတာပေါ့လေတကန်တကန်စီတာဝန်ယူရအဲ့ဒီတကန်တကန်စီတာဝန်ယူရတဲ့အချိန်မှာသူ့ရဲ့တာဝန်ဒီခြေတလောက်ကိုဖြစ်နေပြီခြေတလောက်ဖြစ်တဲ့ဟာကိုဒီကောင်ကဘာလုပ်လဲဆိုတော့ဒါရဲဘော်တွေပြောပြချက်ပေါ့သူ့ရဲ့အဲ့ဒီစနိုက်ပါကိုသူကပေးခဲ့ပေးခဲ့ပြီးတော့ ဖျောင်းတယ်မင်းတက်နဲ့ငါပေးတယ်အဲ့ဒီရဲဘော်ကြီးကပဲယူသွားမင်းတက်နဲ့ငါပေးတယ်ငါတက်သွားမယ်တဲ့ဒါပေမဲ့ဒီကောင်တက်သွားတဲ့အချိန်မှာဟိုဟိုချိန်ညက်ဖက်နဲ့လေးရဲ့နောက်တစ်ခုကဒီကောင်မှာအုတ်ထုတ်တည်းမပါတယ်လို့တခြားကာကွယ်ရေးပစ္စည်းဘာဆိုဘာတခုမှမပါဘူးဒါကဗီဒီယိုထဲမှာကြည့်တာကကျွန်တော်တို့ကိုယ်တိုင်သိတယ်ပေါ့ပြီးတော့ဒီကောင်စကန်တက်သွားတယ်သူလူငယ်တယောက်အနေနဲ့သူဖြစ်ကျင်စိမ့်နေတယ်သူအများကြီးစူးစမ်းပြီးလုပ်ခဲ့တယ်ဒါပေမဲ့ကန်ဆိုးကျင်တော့ကျွန်တော်တို့အတွက်ဒီတန်မိုးရှိတဲ့ရဲဘော်ပေါ့လေ အာရဲဘော်ဒီရေဘော်ရေငုတ်အပောင်ဝင်ကျွန်တော်တို့တရားလက်နက်ကြီးတာဝန်ခံဖြစ်တဲ့ရဲဘော်ငထက်အဲ့ဒီလင်းကြတဲ့တလုံးပါနဲ့ဒါရဲဘော်နှစ်ဦးလုံးကျွန်တော်တို့အတက်ပေးခဲ့လိုက်ရတယ်ပေါ့အင်းဟာတီတော့တီတီပြီးသားတီးပြီးသားပေါ့နော်ဘာလို့လဲဆိုတော့ခုနေညီနေကဆက်သွယ်လေးရှိထားပြီးသားဆိုတော့ဒါမဲ့ ဒါလိုပြည်သူတွေသိအောင်ဖို့လို့ပြန်ပြောပြရတယ်တကယ်ကျေးဇူးတင်တယ်ဗောနော်ပြီးတော့ဒီရဲဘော်တွေကဟိုထက်ထက်တက်ကိုပြုတ်ပေးရမယ့်သူတွေဗောနော်ထက်ထက်တက်ကိုပြုတ်ပေးရမယ်အခုနကညပြောလို့ဆိုသူတို့ခြေပြီးသားတာဝန်အပြည့်အဝမှာဗောနော်ဟိုတို့တို့လူငယ်တွေကွာဒီတာဝန်ကိုယူထားတဲ့တာဝန်ကိုကိုကြည့်အောင်လုပ်တဲ့အပြည့်အဝမှာနောက်ထပ်အပူဗောနော်နောက်ထပ်အပူဒီတိုက်ပွဲအောင်မြင်မှုအတွက်ဆိုရင်နောက်ထပ်ဘာလုပ်ပေးနိုင်မလဲဆိုတဲ့စိတ်နဲ့ခုနလို့ တခြားတာဝန်တွေပါဝင်ပြီးတာဝန်ထမ်းဆောင်နေတာမျိုးလို့လည်းသိရတယ်ပေါ့နော်။ဒီဟာအရန်လေသာကျေးဇူးတင်ရတဲ့ဝေကောင်းနေဖြစ်တယ်ပေါ့နော်။အဲ့တော့ပြီးတော့ညင်းနဲ့အမှတ်တရရေပြောပြတဲ့ခါမှာလေတကယ်ချစ်စရာကောင်းပါလေပေါ့နော်။အဲ့ပြီးတော့ညင်းတို့အခုလိုမျိုးအထောက်ပေါ်ပြောပြပေးရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်တယ်။အပြည်သူတွေကလည်းအမြဲတမ်းကုန်ယူနေပါပေါ့နော်။အဲ့ပြီးတော့ဒီတစ်ခုရောက်တဲ့ခါကျရင်ဒါတာဝန်ရှိတဲ့သူတွေကလည်းရဲဘော်တွေကိုလေးလေးစားစားနဲ့ပေါ့နော်။အဲ့ပြန်ပြီးတော့ထက်တဲ့တန်တဲ့ ကွန်ပျူတာသူရဲ့မိသားစုကိုကွန်ပျူတာလို့လည်းကိုရောတော့ညှို့ကြည့်ပါတယ်ဗောနော်ဘာဖြစ်ဖြစ်ဒါအအောင်မြင်မှုတွေရခဲ့တာပဲဗောနော်အောင်မြင်မှုတွေရခဲ့တယ်ဒါပေမဲ့အဲ့အောင်မြင်မှုတွေရဲ့နောက်မှာပြဿနာရင်းနှီးမှုတွေရှိတယ်ဆိုတော့လေတို့ညီလေးရပြောစကားအရကိုတတိပြူရတယ်ဗောနော်တတိမူမိရဲ့အဲဘာဖြစ်ဖြစ်ပို့ပြီးတော့အောင်မြင်မှုတွေတို့ကျင်နေဆိုရင်ဒီလိုမျိုးပြဿနာရင်းနှီးမှုတွေကလည်းရှိနေုံပဲဒါပေမဲ့ပြီးတော့ကြိုးစားကြဖို့ပဲဗောနော်ပြည်သူအနေနဲ့လည်းတနေ့နေ့နေရာအနေပါဝင်ကြဖို့ပဲလိုမယ်လို့ယုံကြည်တယ်ဗောနော် တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါအခုတောင်ကျတရင်ဆိုလဲရှေ့ဆက်ပြီးတိုက်ပွဲဝင်နေရတယ်အများကြီးရှိရပါတော့အဲ့တော့ကျတော့အဲညီလေးအနေနဲ့ရောညီလေးတောင်ကျတရင်ရဲ့ဒုတိယတရင်မှုတယောက်အနေနဲ့အဲအခုဆိုရင်တော့တိုက်ပွဲမှာပါဥဆောင်ပြီးတိုက်တိုက်ရပြီနော်အဲ့ဒါဆိုတော့အဲအဲ့တော့ကျတော့အဲဒီတက်ကိုဥဆောင်နေတဲ့ဥဆောင်သူတယောက်အနေနဲ့ပေါ့နော်ဒီတော်လန်ရေးပေါ်မှာဘယ်လောက်ထိယုံကြည်နိုင်လဲကျွန်တော်ဒီတော်လိုင်းပုံမှာဘယ်လောက်ဒီယုံကြည်လဲဆိုလို့ချင်းတော့အဲ့ဒါတော့ ဘယ်ရာမမှာတော့ကျွန်တော်တို့မတွက်ချင်ဘူးဒါပေမဲ့ကိုလုံနိုင်တဲ့အထီကိုကိုလုံလူတိုင်းမှာ limit ဆိုတာရှိတယ်ကိုမှယုံကြည်ချက်တစ်ခုရှိတယ်အဲ့ဒီယုံကြည်ချက်အတိုင်းပဲကိုဆက်သွားမယ်အမမှန်တာတွေ့ရင်ပြောမယ်လူငယ်ပြပြီးလူငယ်ဆန်းဆန်းတဲပြောမယ်တဲလုံမယ်မခိုးနဲ့မဝှက်နဲ့မလိန်နဲ့ကျွန်တော်တို့ဒီဒီပုံစံတိုင်းပဲဆက်သွားမယ်အဓိကတော့ပြည်သူကိုမတရားတစ်ဖြစ် နိုင်ကျင့်သုံးမှုနေတဲ့မြေတူမဆိုးပေါ့ကျွန်တော်တို့ဆက်ပြီးတော့တော်လန့်မှုအသိရှိနေမှာပဲဟုတ်ဟုတ်အချာ ဒလန်ကြီးရဲဘော်ညီကိုတွေဟိုရောပြောချင်တာမျိုးရှိတာအာစီအာစီတယ်ဆိုတော့ကျွန်တော်တွေအများတန်းကျွန်တော်ဒီတဲကိုလာဖို့ဒီကိုပေါ့ကူပဲစုံပြတ်ချက်ချခဲ့တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့စုံပြတ်ချက်ချခဲ့တဲ့လမ်းကိုကျွန်တော်တို့ကိုယ်တိုင်ရှောက်ဖို့လိုတယ်ဘဒုဘဒုရဲ့စကားတွေအကြောင်းမှာကျွန်တော်တူဝေသွားဖို့မလိုဘူးဘယ်ကောင်းဆောင်ရဲ့ဟိုစကားတွေအကြောင်းဘယ်ကောင်းဆောင်ရဲ့ထိုးနှက်မှုတွေအကြောင်းမှာလည်းကျွန်တော်တို့ရဲ့စုံပြတ်ချက်တွေကိုဂျိုင်နဲ့မတော်စေခြင်း ကိုရွေးချယ်တဲ့လမ်းမှုကိုမှဆုံးအောင်ရှောက်ဖို့တော့တာဝန်ရှိတယ်။အဲ့တော့အပီးတိရှောက်ပါလို့လည်းကျွန်တော်တို့မတောင်းဆိုလို့ကိုနိုင်တဲ့လောက်ပဲကိုရှောက်လူတိုင်းမှာ limit ရှိတယ်။နောက်တစ်ခုကကျွန်တော်တို့ဆုံးဖြတ်ချက်ချထားတဲ့အရာတွေဒီကျွန်တော်ကောက်ရိုးပုံကောက်ရိုးမီးလို့မဖြစ်ဖို့လိုတယ်။ခဏတစ်ဖြုတ်လောင် လောင်နေလို့တော့မရဘူး။အာဟိုနေရာမှာလင်းကျဲလို့မှမျက်ရည်ကျလိုက်တာဒီနေရာမှာလင်းကျဲလို့မှမျက်ရည်ကျလိုက်တာမျိုးဒီဒီနေရာမှာတင်ရက်တင်နေပြီ။အဲ့တော့အဲ့လိုကောက်ရိုးမီးလို့ဖြစ်တဲ့စိတ်တွေကိုကျွန်တော်တို့ဒီချိန်ဒီကာလ ဒီအချိန်မှာပဲကြောက်လိုက်တာအကောင်းဆုံးဖြစ်လိမ့်မယ်အာနောက်တော့မဲ့အချိန်တွေမျိုးတွေမှာကျွန်တော်တို့ဒီရဲဘော်ရဲဘက်တွေပြီးပြီးကျွန်တော်တို့စီးလုံးညင်ညွတ်မှုနဲ့သွားဖို့လိုတယ်လူငယ်ပြီးပြီးလူငယ်ဆက်ဆံကျွန်တော်တို့လူငယ်လိုပဲပြုမှုမယ်လူငယ်လိုပဲဒီကောင်တွေကိုတိုက်ထုတ်ပြီးတော့ဒါဒါကျတော့နည်းနည်းစိတ်ဝင်စားလို့ပေါ့နော်လေးကိုမေးတာလေကကာယမလာပေါင်လည်းပြိုင်ခဲ့တယ်နော်အဲ့တော့ကျတော့ဒီလေးရဲ့ရည်ရချက်ရည်မှန်းချက်ကဒီစစ်တိုက်ဖို့တော့မဖြစ်နိုင်ဘူးကွာ ဒါကလုံးဝလုံးကိုလုံးရတော့မယ်ဆိုပြီးတော့ရွေးချယ်တာမရှိလို့ဝင်ပြီးတော့တာဝန်တည်တည်နဲ့ဝင်လို့တဲ့အလုပ်လေးနော်အဲကြတော့ညီလေးဖြစ်ချင်တဲ့ရွေးချက်ကတော့တသက်ရှိလိမ့်မယ်ပေါ့နော်အဲကြတော့ဒီဒေါ်လာရင်းပြီးသွားပြီဆိုရင်ညီလေးကောင်းတဲ့ပေါ်ချင်တဲ့ညီလေးရဲ့ရှိမှန်းချက်ကဘာဖြစ်အဲ့လိုရောရေးရမရှိဘူးအဲဒါအမှန်တမ်းပြောတာအရင်တော့ဆိုလို့ရှင်တော့ဒါဆယ်နှစ်ပြီးလို့ရှင်ငါစစ်ပိုကြီးလုံမယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့လိုတွေးထားတာရှိတယ်စစ်ပိုကြီးလုံမနောက်ပိုင်းကျကျွန်တော် အာစစ်ပွဲကြီးလုံးမပါညာပေါ့အခုလောက်ဆိုတော့မအခုအချိန်ရှိနေလို့ညသွားပြီမာကလေးပြီအကာဗလာမောင်အဲ့လိုမျိုးဝင်ပြိုင်တာတို့ဘာလို့လှုပ်တာလဲအဲ့လိုမဟုတ်ကိုရအရင်စိတ်ပါဝင်စားလို့မဟုတ်ကို့မှာအလုံးမရှိဘူးဗျာအလုံးမရှိတော့ငါဒီဟာတစ်ခုကိုငါလှုပ်မယ်လှုပ်လို့ရှင်ငါဘယ်လောက်ထိဖြစ်မြအောင်လှုပ်နိုင်မလဲအဲ့ဒါကို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 ပဲစိန်ခေါ်ချင်တာစိန်ခေါ်ချင်လို့ပဲကျွန်တော်အဲ့လိုမျိုး ုံးတာအခုဒီတော်လိုင်းရေးနဲ့ရောက်တယ်စစ်သားလောက်တယ်ဆိုတော့လေအတိုင်းပဲငါဘယ်လောက်ထိလုံနိုင်မလဲလုံနိုင်တဲ့အတိုင်းသာဒီငါလုံမယ်ဒါပေမဲ့ပမာကန်ကန်လုံဖို့လည်းလုံတယ်ဒါပဲကျွန်တော်တွေ့ရတယ်ကျွန်တော်မတွေ့ဘူးအဲရောက်ရင်ရောက်တဲ့နေရာမှာထူးချွန်ခြင်းနဲ့ကျွန်တော်အဲ့လိုတော်လိုင်းရေးနဲ့ရောက်တယ်အခြေခံစစ်တင်တန်းနေတက်တယ်ငါတင်တန်းတက်တယ်တင်တန်းတက်ရင်ငါထူးချွန်မှရမယ်အဲ့ကျွန်တော်စူးစမ်းတယ်ကျွန်တော်စုရအောင်ယူတယ်ကျွန်တော်ယူရချက်ဒီစစ်တင်တန်းတက်ရင်ကျွန်တော်စုရဖို့ပဲစုရရမယ်ငါအကုန်လုံးဖြစ်ရမယ်ဒါပဲကျွန်တော်တွေ့တယ် နှစ်ခုလုံးတက်တယ်ကျွန်တော်နှစ်ခုလုံးမှအတိုင်းမတွေ့တယ်ဒါပဲကာဗလာမောင်ပြိုင်နေစုရကိုရမယ်ကျွန်တော်အတိုင်းမတွေ့တယ်ကျန်တာဘာမှမတွေ့ဘူးอืมကိုရောက်နေတဲ့နေရာကိုလုံနေတဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဒါပဲอืมဝိုက်တယ်ဝိုက်တယ်ကြည်လေးသဘောကျတယ်ပြီးတော့ဒါဒီတော်လိုင်းကြီးဒီနေ့ပြီးသွားပြီဆိုရင်အဲပထမဆုံးညီလေးစိတ်ကူးထားတဲ့အလုပ်ကဘာဖြစ်မလဲဘာဘာလုပ်ချင်ဆုံးလဲကျွန်တော်ဟို ဒါအတကြီးမှာအတကြီးတော့မဟုတ်ပါဘူးလူငယ်ပိုင်းဆိုတော့လေလူငယ်တွေးပဲလေတွေးရင်တွေးအောင်ပါမို့ကျွန်တော်အမေနဲ့ဖေရဲ့ကြားထဲမှာကျွန်တော်တော့ပြန့်အိတ်ချင်းဟုတ်ကျွန်တော်ဖတ်မရတော်တော်ကြာပြီဟုတ်ဟုတ်ဟွန်းကျွန်တော်အိမ်မှာဆိုတခါတကြရင်စိုးတဲ့အချိန်တွေရှိရလေစိုးတဲ့အချိန်တွေဆို အမေကအမေနဲ့ဘယ်ဟာမပြောလဲဆိုတော့ကျွန်တော်အချိန်တွေတော့အချိန်အောင်စောင်းနေတာကိုမိဘတွေပြောလာလို့ရင်ငါ့ကိုစူအောင်မလားဟာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအချိန်အောင်စောင်းနေအဲ့အချိန်မှာမိဘတွေကဘာဖြစ်လဲဆိုတော့ ကိုယ့်ရဲ့နှစ်ဖူးကိုလာနှမ်းလိုက်တဲ့အချိန်ကကျွန်တော်မျက်ရည်ဝဲမသက်ပဲအချိန်တည်းကန်စားရတယ်ဟာငါမိပါတယ်ငါ့ကိုစူတော့ကစူပြီးတော့ငါအိတ်နေတဲ့အချိန်ကျတော့သူတို့တွေဒီလိုလေးပါလားဘာလားဆိုတော့အခုလိုဝေးတဲ့အချိန်ကျတော့မိပါရဲ့နှွေထွေးမှုကိုပို့ပြီးတော့လွမ်းတယ်လို့မိပါရဲ့နှွေထွေးမှုကိုအများကြီးလိုချင်တယ်ဟုတ်တယ်မိပါရဲ့နှွေထွေးမှုကိုလည်းဒီလေးတည်လဲတည်တယ်ဒါပေမဲ့လက်တော့လုံနေရတဲ့အလုပ်ရဲ့အရေးကြီးမှုကိုလည်းညင်းနားလိုက်တဲ့အခါ ခုလိုခဏတစ်ဖြုတ်ခွဲနေရတယ်ဗောနော်အဲ့တော့အချိန်တန်ပြီဆိုတဲ့အချိန်ကျရင်တော့ဒီခုနလိုဒီရဲ့စန္ဒာတွေပြည့်ပြည့်မှာပါဗောနော်ပြည့်ကိုပြည့်မှာပါဒီလေးရဲ့မိဘတွေကြားထဲမှာဝင်အေးရတဲ့ခန္ဓာချက်လေးပြန်ရပါဗောနော်ဒါကတို့လည်းတကယ်ကြည်ညိုရတယ်ဗောနော်တကယ်အဲ့ခုလိုမျိုးမိဘဘဝမှာတည်တဲ့တာတယောက်အဖြစ်ရှိနေပြီးရတဲ့လေဒီကဲကျေးဇူးတင်တယ်ပေါ့နော်အဲ့ကြောင့်ရှေ့ဆက်ပြီးလုံးမဲ့အလုပ်တွေမှာလည်းအောင်မြင်ပါစေပေါ့နော်ပြီးတော့အဲကိုယ့်ရဲ့ညီကိုရဲဘော်ရဲဘက်တွေပေါ်မှာလည်းကြိုးစားပြီးပါအဲပြီးတော့ ဒီပြည်သူတွေပေါ့နော်ပြည်သူတွေအတွက်ကိုလည်းအခုလိုမျိုးအကောင်းဆုံးအရာတွေအောင်မြင်မှုတွေပဲထပ်ပြီးတော့ပေးဖို့စူးစမ်းပေးပါပေါ့နော်ပြည်သူတွေလုံခြုံရေးအတွက်ကိုလည်းကြိုးစားပေးပါအဲဒါလေးပဲဒီကမှားချင်တာပေါ့နော်တို့တွေအောင်ပွဲခံတဲ့ခါကျရင်တူတူပြန်ထုံချင်သေးတယ်ပေါ့နော်အဲ့တော့ဒီစကားဝိုင်းလေးရဲ့သုံးသပ်အနေနဲ့ညီလေးပြည်သူတွေကိုပြောချင်တဲ့စကားလေးရှင်ပြောပြပါအာပြောချင်းတဲ့စကားတော့ကျွန်တော်တို့အားလုံးကြိုးစားနေပါတယ်အတတ်နိုင်ဆုံးကျွန်တော်တို့လုပ်နေပါတယ်။ကျွန်တော်မသိတာမတတ်တာရှိလို့ရှင်လည်း ကျွန်တော်တို့ကြိုးစားတင်ယူပြီးတော့ကျွန်တော်တို့ဒီတော်လန်ရေးအောင်မြောင်အတွက်ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေအသက်နိုင်ဆုံးကြိုးစားနေပါတယ်လို့ပဲပြောချင်ပါတယ်။ဒီပါကျေးဇူးတင်ပါတယ်ညီလေးနော်။အဲ့တော့ဒါကြားတဲ့အတိုင်းပဲပေါ့နော်ဒါတက်ဖွဲ့တွေရဲ့ခံယူချက်တွေစိတ်သက်တွေကတော့လုံးဝအမြင့်ဆုံးပဲပေါ့နော်ဒါမြေပြင်မှာတကယ်ဥဆောင်ပြီးတိုက်ပွဲဝင်နေကြတဲ့ဥဆောင်သူတွေပေါ့နော်ဒီလူငယ်တွေဆိုတာကတကယ်မြေပြင်မှာရွေးရွေးချွတ်ချွတ်တိုက်ပွဲဝင်ကြတဲ့အခါပေါ့နော်သူတို့ သူတို့ရဲ့ခံယူချက်စိတ်တဲ့စီကိုကြည့်ကြည့်ရတယ်သိတယ်ဗောနော်သူဆိုရင်ဒါကျွန်တော်နဲ့ပြောရတဲ့အချိန်မှာအဲ့လိုဟာညီလေးမေးဘယ်သွားနေရလဲလွဲနှလုံးနဲ့ဟာကျွန်တော်တဲ့ရှေ့တန်းကကျွန်တော်ညီအတွက်ကျွန်တော်ဘာသွားပို့မလို့ညာသွားပို့မလို့ဒါဒုတိယတရင်မူတာဝန်ယူထားတဲ့ဒါတပ်ဖွဲ့ဝင်တယောက်ဗောနော်ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာငါဘာကြီးငါညာကြီးဆိုတဲ့ပုံစံမျိုးမရှိဘဲနဲ့ဒါတပ်ဖွဲ့တွေအစဉ်ပြေဖို့အတွက်ကိုပဲ အဲသူလောကအောက်ခြေပုံစံမျိုးဆက်သားပုံစံမျိုးကိုလှုပ်ပြီးတော့လိုက်လှုပ်ပေးတာပေါ့နော်အဲမှာဆိုင်ကမောက်လို့အမမျက်နှာတွေမှာလည်းတန်ရာတွေမှာလည်းရအောင်ပေါ့နော်လက်တွေရောပါတွေရောဒါတွေလည်းပြောပြကြသေးတယ်ပေါ့နော်ဒါသူပြောသွားတဲ့အထက်မှာမပါသေးတဲ့ဒါအကြောင်းအရာတွေကတော့အများကြီးပေါ့နော်ရရှိတဲ့အချိန်တော်တွင်လေးမှာဒါသူပြောပြတဲ့အကြောင်းအရာကိုပဲကျွန်တော်တို့အများကြီးရလိုက်မယ်လို့ထင်ပါတယ်ပြီးတော့ဒါမိဘတွေရဲ့နှွေထွေးမှုပေါ့နော်မိဘတွေရဲ့ခြေစူးတရားတွေကိုအာချိန်တန်တဲ့ခါကျရင်ပေါ့နော်ပြန်ပြီးဆက်ရှင်တဲ့ ဒါညီငယ်တွေညီမငယ်တွေတော်လိုင်းမှာအများကြီးပါဝင်နေတယ်ဆိုရဲဟာပါเนาะပြီးတော့ဒီမိဘတွေကလည်းဒီသားသမီးရှင်တာတွေပြန်လာမဲ့အချိန်ကိုညှော်လင်းဆောင်စားနေတယ်ဆိုရဲအကြောင်းကိုလည်းသူပြောပြောရတဲ့အထက်မှာသိရတယ်ပေါ့เนาะ royal ဖြစ်ဖြစ်ဒီလိုမျိုးတပ်ဖွဲ့ဝင်သူရဲကောင်းနေတကယ်ကိုဒါခံယူချက်စိတ်သက်ကောင်းမွန်တဲ့ညီငယ်ညီမတွေဒီလိုမျိုးတော်လိုင်းလူငယ်တွေအများကြီးနဲ့စုဖွဲ့တာဖြစ်တဲ့အတွက် ဒီဒေါ်လာရင်းရတေချာပေါ့အောင်ကိုအောင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့ဒီတန်ရင်းကအခုဆိုရင်တောင်ညိုစစ်ချီဟန်တာဝရီဆိုပြီးတော့တိန်းတထောင်ကမ်ပိန်းလုပ်နေရရှိတယ်ဒါကတော့ကျွန်တော်ကြေညာပြတာပါမြေပြင်မှာတကယ်မပြည့်မစုံတဲ့တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေလည်းအများကြီးရှိသေးပဲပေါ့နော်အဲသူတို့ရဲ့ရဲစွမ်းတတိတွေကတော့လုံးဝအမြင့်ဆုံးမှာရှိတယ်ပေါ့နော်အဲ့တော့ပြည့်ပြည့်စုံတဲ့တိုက်ပွဲဝင်စေခြင်းနဲ့သူတို့ပြုလုပ်နေတဲ့ဒီကမ်ပိန်းလေးကိုလည်းပေါ့နော်ရခိုင်နှုန်းပြည့်မိအောင်အတွက်ကျွန်တော်ပြည်သူတွေအနေနဲ့ တက်နိုင်သလောက်လေးပါဝင်ကြစီချင်တယ်ဗောနော်အဲသူတို့မှာစိတ်သက်ခွန်အားတွေအများကြီးရှိသူတို့နောက်မှာပြည်သူတွေရှိပါလားဆိုတော့အတိမျိုးရသွားစီချင်တယ်ဗောနော်ငါတို့ပြည်သူတွေကပြစ်မထားဘူးကွာငါတို့အမြဲတမ်းကြီးစုဆောင်ရှောက်တဲ့ပြည်သူတွေရှိတယ်ကွာဆိုတော့စိတ်မျိုးလေးကျွန်တော်ကတော့သူတို့ကိုဖြစ်သွားစီချင်တယ်ဗောနော်အားကြောင့်မလို့တက်နိုင်သလောက်လေးပါဝင်ပေးကြဖို့ဒီနေ့ကနေမြေတားရက်ခံခြင်းပါလေဗျအားလုံးပဲကျေးဇူးတင်ပါတယ်